အားလုံးမင်္ဂလာပါအဝင်း channel မှာကြိုဆိုပါတယ်ကျွန်တော်တို့ပြောပြမယ့်အကြောင်းအရာကတော့သင်မသိသေးတဲ့အတန်တိတ်လူတက်သမားဆိုတဲ့အကြောင်းအရာပဲဖြစ်ပါတယ် social media နဲ့ smartphone ပေါ်လာတဲ့အခါလူတွေရဲ့အိတ်ချိန်ဟာနည်းတဲ့နည်းလာပါတယ်ဂိမ်းတွေဟာလည်းလူငယ်တွေရဲ့အိတ်ချိန်အတော်များများကိုဖိတ်ယူသွားပါတယ်လောလောဆယ်မှာတော့ဘာမှမဖြစ်တော့ဘူးလို့ထင်စရာရှိပါတယ်ဒါပေမဲ့ဒါဟာတစ်ချိန်ရောက်လာတဲ့အခါကြီးမားတဲ့ကျန်းမာရေးပြဿနာတွေကိုဖြစ်စေနိုင်ပါတယ်တနည်းအားဖြင့်ပြောရရင် အတန်တိတ်လူသားသမားတယောက်လို့သိရင်အသက်ကိုစောစောစီးစီးနှုတ်ယူသွားနိုင်ပါတယ်။ကျမ်းမာရေးတွေအရေးအကြီးဆုံးအချက်ထဲမှာအိတ်ဆက်အနားယူခြင်းဟာတစ်ခုအပါဝင်ဖြစ်ပါတယ်။ဒီနေ့ကို6နိုင်ထက်နည်းပြီးအိတ်ဆက်အနားယူခဲ့ရင်သင်ဟာအရွယ်မတိုင်ခင်သေဆုံးနှုန်းက30ရာခိုင်နှုန်းအထိတိုးလာပါတယ်။သင်ဟာကင်ဆာဖြစ်နိုင်ခြေဟာ40ရာခိုင်နှုန်းအထိတိုးလာပါတယ်။သင်ဟာစီးကျူယောဂါဖြစ်နိုင်ခြေဟာ90ရာခိုင်နှုန်းအထိတိုးလာပါတယ်။ဒီနေ့ကို တနာ yı ကနေ၄နာရီကအိတ်ဆက်အနာယူခဲ့ရင်တင့်ရဲ့ကိုခံစွမ်းအားစနစ်ဟာလုံးဝအလုံးမလုံးတော့တာကိုတွေ့ရပါတယ်။တင့်ရဲ့ကျန်းမာရေးက80ရာခိုင်နှုန်းအထိအောက်ကိုထိုးဆင်းသွားပါလိမ့်မယ်။ဒီလိုနီးလန်းတဲ့တင့်ရဲ့တက်ကိုနှုတ်ယူသွားနိုင်ပါတယ်။ဘာကြောင့်အိတ်ဆက်အနာယူခြင်းဟာလူဒီအတွက်လိုအပ်တယ်လဲ။အိတ်ဆက်အနာယူခြင်းဟာတင့်ရဲ့အုံနောက်ကိုစမ်းစင်ဖို့အကောင်းဆုံးနီးလန်းဖြစ်နေလို့ပါပဲ။ဒါဟာလူဒီအတွက်အထူးကလိုအပ်တဲ့အကြောင်းရင်းတစ်ခုဖြစ်ပါတယ်။အိတ်ဆက်ခြင်းဟာပကံစည်းဆက်လိုပဲ တဲ့အုံနောက်ကိုဆေးကြောတန့်စင်ပေးနိုင်ပါတယ်။အုံနောက်အတွင်းကပျက်စီးနေတဲ့ပရိုတိန်းတွေကိုအိပ်ဆက်ခြင်းကဆေးကြောတန့်စင်ပေးနိုင်ပါတယ်။အဲ့ဒီလိုလုပ်နိုင်ဖို့ဆိုရင်ညဘက်မှာတကယ်ကိုနှိမ့်နှိမ့်ချိုက်ချိုက်အိပ်ပျော်ဖို့လိုပါတယ်။အိပ်ဆေးတောက်ပြီးအိပ်ဆက်အနားယူတာဟာစိတ်ငြိမ်ပြီးအိပ်ဆက်အနားယူတာမှန်ပေမဲ့အိပ်ဆက်အနားယူမှုဟာအရည်သေးပြည့်ဝတဲ့အိပ်ဆက်မှုမဖြစ်ပါဘူး။အချို့ကအရက်တောက်ရင် ကောင်းကောင်းအိပ်ပျော်တယ်လို့ထင်ကြပါတယ်။ဒါကလည်းအိပ်ဆက်ခြင်းအရည်အသွေးကိုကြာဆင်းစေပါတယ် အကြောင်းကတော့အိတ်ဆက်ချင်းမှာဟောက်တာအိတ်နေတုံး10စက္ကန့်ပဝန်းကျင်တက်ရှူရက်သွားတာကနာမငိမ့်လူးလိတ်ဓာတွေနဲ့တစ်ဖက်ကအခြားတစ်ဖက်ကိုမကြာခဏပြောင်းလဲနေတာဟာနှစ်နှစ်ချိုက်ချိုက်အိတ်ဆက်အနားယူရမရောက်ပါဘူးဓာတွေရဲ့အိတ်ဆက်ချင်းအည်သွေးကိုထိခိုက်စေပါတယ်ညဘက်မှာနှစ်နှစ်ချိုက်ချိုက်အိတ်ဆက်အနားယူလိုက်ရင်ဟုံးနောက်ကမှန့်ညံစွမ်းရည်တွေတိုးတက်လာပါတယ်စမ်းသစ်တီထွင်ညံတွေလည်းတက်လာပါတယ်ပြဿနာကိုဖြေရှင်းနိုင်စွမ်းတွေ ကောင်းလာပါတယ်လူတွေအပေါ်စိတ်ရှိလာသလိုတနာကျင်တာစိတ်တွေလည်းပူရှိလာတာကိုတွေ့ရပါတယ်အိတ်ဆက်အနာယူတာတွေဟာကိုခန္ဓာတစ်ခုလုံးကိုပြန်လဲပြုတ်ပြင်တာတွေပြန်လဲတိဆောက်တာတွေကိုအဓိကလှုပ်ဆောင်ပါတယ်အထူးသဖြင့်ကိုခန္ဓာစွာစနစ်ကိုပြန်လဲတိဆောက်တာ ပြုတ်ပြင်တာတွေကိုလှုပ်ဆောင်ပါတယ်သင်ဟာမအိတ်ခဲ့ဘူးဆိုရင်ကိုခန္ဓာစွာစနစ်ဟာလုံးဝရပ်တန့်သွားပြီးယောဂမျိုးစုံကိုဖိတ်ခေါ်လိုက်တယ်လို့ဖြစ်လာပါလိမ့်မယ်ဒီလိုဆိုရင်တော့ ယောဂမျိုးစုံရဲ့နှိမ့်ဆက်ခြင်းကိုခွင့်ပြုလိုက်တယ်လို့ဖြစ်နေပါလိမ့်မယ်လူသားတွေဟာပုံမှန်တနေ့ကို၈နာရီအိပ်ဆက်အနားယူရဲဆိုရင်လူဘွားရဲ့၃ပုံတစ်ပုံကိုအိပ်ဆက်လိုက်တာနဲ့ညီမျှနေပါတယ်ဒီလောက်အိပ်ရလောက်အိပ်ဆက်ခြင်းကဘာကြောင့်အရေးကြီးနေတာလဲသင်ဟာအိပ်ဆက်နေချိန်မှာဘာတွေဖြစ်နေသလဲသိပ္ပံပညာရှင်တွေလေ့လာထားတဲ့အိပ်ဆက်ခြင်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေရှိပါတယ်အဲ့ဒါတွေကတော့အိပ်ဆက်ခြင်းကိုအကျမ်းပြင်အဆင့်နှစ်ခု ခွဲခြားနိုင်ပါတယ်နံပါတ်၁က REM ဆိုတာမျက်လုံးလင်းလင်းမြန်မြန်လှုပ်ရှားတဲ့အဆင့် REM ဟာ Rapid Eye Movement ကိုခေါ်ပါတယ်နံပါတ်1 Non REM ဆိုတာမျက်လုံးလင်းလင်းမြန်မြန်မလှုပ်ရှားတဲ့အဆင့် Non REM ဟာ Non Rapid Eye Movement ဖြစ်ပါတယ် Non REM ကိုတော့အပိုင်း၃ပိုင်းထပ်ခွဲပါတယ်အိပ်ဆက်ခြင်းအစပြုတဲ့အပိုင်းမပြော့တပြော့အိပ်ဆက်မှုအပိုင်းနဲ့နှိမ့်နှိမ့်ချိုက်ချိုက်အိပ်ပျော်တဲ့အပိုင်းတို့ဖြစ်ချပါတယ် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတုံးမှာလူတွေဟာအသက်ရှူနှုန်းဟာနှီးသွားတယ်သွေးပေါင်ချိန်ကျသွားတယ်တင့်ဆွမ်းရည်တွေအစ်စ်ဖြစ်လာတယ် REM နဲ့ NaN REM အိပ်ဆက်ခြင်းဟာမိနစ်60တိုင်းမှာတလဲစီဖြစ်နေပါတယ် REM အဆင့်အိပ်ဆက်ခြင်းဟာခမန်းချိန်အိပ်ချိန်ရဲ့25ရာခိုင်နှုန်းဖြစ်နေပြီး NaN REM ကတော့85ရာခိုင်နှုန်းဖြစ်ပါတယ်ဒါဟာညစဉ်ညတိုင်းမှာတင့်ရဲ့အိပ်ချိန်ဟာ9နာရီကနေ6နာရီ အိတ်ဆက်သူတွေကိုလေ့လာထားခြင်းကြောင့်ရလာတဲ့အချက်လက်တွေဖြစ်ပါတယ်။အရေးသွေးရှိတဲ့အိတ်ဆက်ချင်းတိုးတက်လာဖို့အတွက်ဘာလုပ်သင့်ပါသလဲ။နံပါတ်၁ကမှောင်ပြီးအေးနေတဲ့အခန်းမှာအိတ်ဆက်အနားယူပါ။နှင်းနှိချိုက်ချိုက်အိပ်ပျော်ဖို့အတွက်မှောင်ပြီးအေးတဲ့အခန်းကမလာတိုနင်ဟော်မုန်းကိုထွက်စေပါတယ်။ညဘက်မှာကောင်းကောင်းအိပ်ပျော်စေပါတယ်။နံပါတ်၂လက်ကျင်ကန်းကိုပုံမှန်လုပ်ပါ။စောစောပိုင်းလုပ်တာကပိုကောင်းပါတယ်။ အိတ်ခါနီးမှလေ့ကျင့်ခံလုပ်တာကိုတော့ရှောင်သင့်ပါတယ်။နံပါတ်3ညစာကိုနောက်ကျမှစားတာကိုရှောင်ပါ။သင်စားလိုက်တဲ့အစားအစာတွေအစာချေချိန်ကအနည်းဆုံး6နာရီကြာတတ်ပါတယ်။စားချိန်နောက်ကျလို့အိတ်ဆက်နေချိန်မှာအစာချေလုပ်ငန်းကိုလုပ်နေရရင်ကောင်းစွာအိပ်ပျော်မှာမဟုတ်ပါဘူး။ဒါအိတ်ဆက်မှုကိုအနှောက်အယှက်ဖြစ်စေပါတယ်။နံပါတ်4ကွန်ပူချာတီကွန်ပူချာရင်နွေးကြမ်းကိုတောက်ပါ။လီမွန်ထည့်ပြီးတောက်ရင်ပိုကောင်းပါတယ်။ ိတ်ဆက်မှုကိုတိုးစေပါတယ်။ညမကအရက်တောက်တာကိုရှောင်းပါအချို့ကအရက်တောက်ရင်ညမကောင်းကောင်းအိပ်ပျော်တယ်လို့ထင်ကြပါတယ်။ဒါမှမှန်ပါဘူး။ဘီယာအရက်တွေဟာနှစ်နှစ်ချက်ရဲ့အိပ်ပျော်မှုကိုအနှောက်အယှက်ဖြစ်စေပါတယ်။ညမ6ပရိုတိန်းအများပြားပါဝင်တဲ့အစားအစာတွေကိုရှောင်းပါ။အဲ့ဒီအစားအစာတွေဟာ အစာခြေဖို့ခက်ခဲစေပါတယ်။ညမ9ကော်ဖီခွက်ရည်အများပြားတောက်တာကိုရှောင်းပါ။ မနေ့စောစောမှာကော်ဖီတစ်ခွက်ကိုတောက်နိုင်ပါတယ်ဒါပေမဲ့ညဘက်မှာကော်ဖီလက်ဖက်ရည်နဲ့ကေဖိန်းပါဝင်တဲ့ဖြော်ရည်တွေကိုမတောက်သင့်တော့ပါဘူးဘာကြောင့်ဆိုတော့အဲ့ဒီထဲမှာပါဝင်တဲ့ကေဖိန်းကြောင့်နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်မှုကိုအနှောက်အယှက်ဖြစ်စေနိုင်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်နံပါတ်၈အပြာရောင်အလင်းတန်း blue light ကိုခတ်ကြကြအသုံးပြုတာကိုရှောင်းမှာ smartphone ကွန်ပျူတာတွေကိုညဘက်အိတ်ခံကြီးအချိန်မှာမသုံးသင့်ပါဘူးအပြာရောင် အလင်းရောင်ကြောင့်အိတ်ဆက်မှုကိုအနှောက်အယှက်ဖြစ်စေပါတ အပြာရောင်အလင်းရောင်ကမလာတိုနင်ဟော်မုန်းကိုမထွက်အောင်ခံတားထားနိုင်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်မလာတိုနင်ဟော်မုန်းကအိပ်စက်မှုကိုဖြစ်စေတဲ့ဓာတ်ပေါင်းဖြစ်ပါတယ်တကယ်လို့မဖြစ်မနေသုံးရမယ်ဆိုရင်အပြာရောင်အလင်းရောင်ကိုအကာအကွယ်ပေးနိုင်တဲ့မျက်မှောင်အသုံးပြုသင့်ပါတယ်နံပါတ်၉အိတ်ခံနီးနိုင်ဝဲအလိုမှာအခန်းမီးကိုလုံးဝပိတ်ထားလိုက်ပါမှောင်တဲ့အခန်းကအိပ်စက်မှုကိုနှင်းနှင်းချိုက်ချိုက်ဖြစ်စေပါတယ်ထွက်လာတဲ့ဟော်မုန်းကြောင့်ဖြစ်ပါတယ်လိုအပ်လို့ညှက်ပြထားရတဲ့အခါ တံမီးကိုအတုံးပြူပါအခမ်းမီးကိုလုံးဝမဖွင့်ပါနဲ့နံပါတ်10နေအောင်ခံပါဗီတာမင် D ကိုရအောင်လုပ်တာဖြစ်ပါတယ်ဗီတာမင် D ဟာညဘက်မှာအိပ်ပျော်စေတဲ့မယ်လာတိုနင်ဟော်မုန်းကိုပိုထွက်စေနိုင်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်နံပါတ်17မောပန်းရင်အိပ်ဆက်အနားယူပါညဘက်8နာရီခွဲမှာမောပန်းလာရင်အိပ်ရာဝင်သင့်ပါတယ်ညဘက်မောပန်းတာဟာအိပ်ဆက်အနားယူဖို့အချက်ပေးခေါင်းလောင်းတာဖြစ်ပါတယ်ဆက်နှစ်မအိပ်ခင်မှာ စိတ်တက်ကြွစေတဲ့ TV ရှိုးပွဲတွေကိုမကြည့်သင့်ပါဘူးအိတ်ဆက်မှုကအနှောက်အယှက်ဖြစ်စေတဲ့အတွက်ကြောင့်ဖြစ်ပါတယ်နှစ်နှစ်ခြိုက်ခြိုက်အိတ်ဆက်အနားယူဖို့အတွက်အရေးကြီးတဲ့ဗီတာမင်နဲ့မင်နရီတွေရှိပါတယ်အဲ့ဒါတွေကတော့မက်ဂနီရှမ်ဗီတာမင် D ဇင့်ဓာတ်ပေါင်းတွေဖြစ်ပါတယ်ဒါတွေကအိတ်ဆက်ဖို့အတွက်အလွန်အရေးကြီးပါတယ်မက်ဂနီရှမ်ပေါ့ကျွယ်ဝတဲ့အစားအစာတွေကတော့နံပါတ်1ပဲနိုနံပါတ်2နှပြောသည့်နံပါတ်3တီဟိုစီ နံပါတ်၄မြေဘဲနံပါတ်၅ဆံလုံးညိုနံပါတ်၆ဟင်းနုနွယ်ရွက်တို့ဖြစ်ကြပါတယ်ဗီတာမင် D ပေါ်ကျွယ်ဝတဲ့အစားအစာတွေကတော့နံပါတ်၁ဆယ်မွန်၅နံပါတ်၂စတိင်၅နံပါတ်၃ချဲ့ဥအနှစ်နံပါတ်၄လိမ်မော်တီနံပါတ်၅နွားနုနံပါတ်၆မှုတို့ဖြစ်ကြပါတယ်ဇင်ပေါ်ကျွယ်ဝတဲ့အစားအစာတွေကတော့နံပါတ်၁မုတ်ကောင်နံပါတ်၂ကနန်းနံပါတ်၃ဒိန်ချင်းနံပါတ်၄ကွိကအုပ် နမ၅ကျက်ဥနမ၆ကျက်သားတို့ဖြစ်ကြပါれအစအဆုံးကြည့်ရှုအပ်ပြီးအတွက်ကျေးဇူးပြင်ပါတယ်နောက်နောက်လောလောကူကြည့်ရှုနိုင်ဖို့အတွက် subscribe ကိုကြည့်နေပြီးသားပါမြစ်တာရက်ခံပါれ like နဲ့ share ကိုလည်းသိပေးစေချင်ပါれလူသားအားလုံးလွတ်လပ်ပျော်ရွှင်တဲ့ဘဝတွေကိုပိုင်ဆိုင်ကြပါစေလို့ storm လိုက်ပါれအားလုံးကိုကျေးဇူးပြင်ပါれ have a nice day